ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်က Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးတဲ့မယ်ဆိုတော့ French Defense အပိုင်းလေး Portfolio ကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲအရှေ့ကအပိုင်းတင်းတဲ့တုံးကိုမကြည့်ရသေးလို့ဆိုရင်တော့အရင်ဆုံးတော့ကြည့်ဖို့အကြံပေးပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးစားလိုက်မယ်ပေါ့အဖြစ်ရလေး E4 တက်တယ် E4 မှာကျွန်တော် E6 နဲ့တုံးပြန်တယ်အဲဒူရီယာမြောက်မှာဒူရီယာမြောက်ရှုကမှာ D4 D4 မှာကျွန်တော် D5 အဲဒီနေရာမှာအဲကျွန်တော်တို့အရှေ့ရအရှေ့အပိုင်းနေမှာပြောခဲ့တာဒီ အာဒီမှာကျွန်တော်ဒီဒီ night တူတွေပြောခဲ့တယ် e5 တွေပြောခဲ့တယ်ပေါ့နော်အာဒီနေ့တော့ဟိုကျွန်တော်ဗာပြောပြပြန်လဲဆိုလို့ဆိုရင် night c3 line တွေပြောပြမှာဖြစ်ပါတယ် night c3 ဒါကတော့ဟိုအဖြူရဲ့ဒီတုံးကောင်းမြောက်မှာရွှေတဲ့ main move တွေတဲ့တစ်ခုဖြစ်တယ်ဒီ line ကတော်တော်လေးလဲအာရှုပ်ထွေးရဲ့ line တစ် line လို့ပြောလို့ရတယ်ပေါ့နော်ရရှိရ line တွေအကုန်လုံးကဒါရိုးရှင်းတယ်ဒီ line ကတော့ night c3 ကတော့လူရှိတွေလည်းများတယ်တော်တော်လေးလည်းရှုပ်ထွေးရဲ့ပေါ့ ဟုတ်ပြီ nice three မှာအမဲကနေပြီးတော့ပြန်ပြီးသုံးပြန်လို့ရတာလေဒီနေရာမှာအများကြီးရှိရပေါ့နော်ဟိုမှာကျွန်တော် narrative 6တွေပါရေးထုတ်ပြီးကစားနေတယ်ဆိုတော့ကစားလို့ရတယ်တချို့ကျတော့ကျွန်တော်အရင်ကကစားတာအဲစားပြီးလာကစားတဲ့ line တွေအဲကစားခြင်းကစားလို့တော့ရတယ်ပေါ့အဲ bishop b4 တွေနဲ့တော့ကစားခြင်းနဲ့ဆိုတော့ကစားလို့ရတယ်ဒါတော့ကိုယ့်ရဲ့ရွေးချယ်မှုပဲပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ကတော့ဒီမှာပါကြံပေးလက်ဆိုရင်နော်အဲ bishop b4 အကြံပေးတယ် bishop b4 ကတော့ဒါအမေကနေပြီးတော့ကစားတဲ့ line ဒါ win over variation လို့ပြောတယ်ပြောလို့ရရပေါ့နော်ဒီ line ကတော်တော်လေးရှုပ်ထွေးတယ်များလဲများပါတယ် ဒါပေမဲ့ကျွန်တော်တေချာကြည့်လို့ဆင်တော့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ measure pivot ရှိလိုက်တဲ့အခါမှာတဲ့အခုကျွန်တော်ဒီအနေထားမှာတွေ့မြင်တဲ့အတိုင်းပဲကျွန်တော်များလေးထိုးထားတယ်အဖြူကနေပြီးတော့ရှေ့ရတဲ့အဲ site line အနေနဲ့ဆိုလို့ဆိုရင်၃ခုရှိရပေါ့ site line အနေနဲ့ဆိုလို့ဆိုရင်ကျွန်တော် A3 တက်လို့ရတာရှိမယ်နိုင် E2 သွားလို့ရတာရှိမယ်အာ D5 အာ E5 ဆိုပြီးစားလို့ရတာရှိမယ်ဒါမှမဟုတ်ဆိုရင်ကျွန်တော်ဒီ main line main move အနေနဲ့ဆိုလို့ဆိုရင်တော့ E5 ဆိုပြီးတော့ရှိရပေါ့ဟုတ်ပြီဒီနေ့ကတော့ကျွန်တော်ဒီ line ၃ခုကိုဆွေးနွေးသွားမယ် A3 တဲ့ line ရဲ့ Nike 2တွားတဲ့ line ရဲ့ပြီးတော့ A5 ဆိုပြီးစားရဲ့ line ရဲ့အဲ့တော့အရင်ကကျွန်တော်တို့ဘာရင်ကြည့်မလဲဆိုတော့ရှင်ဒီတစ်ခါကျွန်တော်တို့ Nike 2ဆိုပြီးအရင်ကြည့်လိုက်မယ်ဒါကျွန်တော်တို့ဒီ night ကရွှေ့လို့မရဖြစ်တဲ့ကြောင့် night 2လို့ခေါ်ကြမလို့ night 2လို့ခေါ်ရရပါတော့။ night 2ရဲ့ရည်ရွယ်ချက်ကတော့သူကဘာလို့ကျင်တာလဲဆိုလို့ရှိရင်ဖြူကဟိုအမဲကဘက်ရှက်တဲ့ night စားလို့ဆိုရင်ထပ်ပေါ်မဖြစ်စေခြင်းဘူး။ဘာလို့လဲသူက night နဲ့ပြန်စားခြင်းတယ်။အဲ့တော့ကြောင့်ဒီ night လေးကို night 2ကနေထုတ်ပြီးကစားတာပါတော့။ ုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေရာမှာအမဲကနေပြီးတော့ဘယ်လိုမျိုးသုံးပြန်လို့ရလဲဆိုရင် data e4 ဆိုပြီးတော့တစ်ခါရစားလိုက်တာပို့ပြီးတော့ကောင်းတယ်အတခါစားမယ်ဆိုလို့ရှိရင်အမဲအမဲကစားတဲ့အချိန်မှာအဖြူကနေပြီး A3 တက်မယ် A3 တက်မယ်ဆိုတော့ Specialist C3 ချက်မယ် Knight C3 လာမယ်အဲ့ချိန်မှာကျွန်တော်ဒီ E4 ပွန်လေးကိုဟိုသူကပြန်စားမယ်ဆိုပြီးချိန်ထားတယ်ဒီချိန်မှာကျွန်တော်တို့ Knight F6 တွေပါလေမသွားဘူးပေါ့နော် Knight F6 တွေပါသွားတယ်ပြီးချက် G5 တွေပါနေလာပင်လာနေဆိုလို့ရှိရင်ဒါအဲရှုပ်တယ်ပေါ့အဲ့တော့အဲ့လိုမသွားဘူးကျွန်တော်ဘာပဲလုပ်မလဲဆိုရင် Knight C6 တွေပြန်သွားမယ် Knight C6 ကတော့ဒါပြောမယ်ဆိုလို့ရှိရင်ဒီနေရာမှာအာ ဒီ default point လေးကိုပြန်ပြီးတော့ target ထားတာအဲကဲဒီတော့ evo point စမ်းမယ်ဆိုကျွန်တော်တို့ default point ပြန်စမ်းမယ်ဒီနေရာမှာအဖြစ်အတွက် main move ကတော့ d5 ပေါ့နော်အဲဒီနောက်ထပ်စိတ်ဝင်စားချက်ကောင်းတဲ့တစ်ခုကတော့အဲ bishop b5 ပေါ့အဲတော့ဒီနေရာကတော့ d5 line လေးကိုပြပြသားမှာဖြစ်ပါတယ်အဲ့တော့အကဲဒီမှာ d5 ဖြစ်လို့ဆိုရင်ကျွန်တော်တို့အမဲကနေဘယ်လိုကစားလို့ရလဲဆိုတော့ပြပြမယ်အဲ့ d5 ပေါ့ d5 ဖြစ်မယ်ဆိုလို့ဆိုရင်အဲဒီနေထားမှာဘာလို့လို့ရလဲဆိုရင်အမဲက တခါလဲစားပဲစားမယ်ပေါ့နော် e85 စားမယ်စားတဲ့အခါမှာ तू က queen e85 ပြန်စားမယ်ဆိုရင်ကျွန်တော် bishop e6 ဆိုပြီး development လုပ်မယ်ဒီနေ့မှကျ knight f6 ဆိုပါတော့မလုပ်တော့ပေါ့နော်ပြန်ပြီး safe မလုပ်တော့ဘူးကျွန်တော်ကသူ့စီကနေပြီးတော့ပုံစံလုံးအလကားစားရတယ်ပြန်ပြီးတော့ဟိုပေးလိုက်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ဘာလုပ်မလဲဆိုရင် bishop e6 လုပ်မယ်အကယ်၍ तू က queen e8 queen စားမယ်ဆိုရင်ကျွန်တော်တို့က rook နဲ့ပြန်စားထားတယ်လို့ရဒါဆိုကျွန်တော် rook ကကစားပွဲတွေကိုလည်းရောက်လာမယ်ကစားကောင်တွေလည်း activate ဖြစ်တယ်ဒါတော်တော်လေးကောင်းတယ်လို့ပြောရတယ် ဒါမှမဟုတ်ရင်လည်းအကြိမ်သူက iPhone ကိုစားမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာဘာလို့မဆိုရင် Note 6လေးပဲလုပ်မယ် development လုပ်မယ်တခါတည်းသူ့ရဲ့ queen ကိုမောင်းမယ်ပေါ့အဲ queen ကအကြိမ် A4 တာသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့က queen D4 နဲ့လိုက်ဆိုင်မယ်ပေါ့အကြိမ်သူက queen က H4 သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာဘာပဲလုပ်မလဲဆိုရင် queen E7 လေးပဲလုပ်မယ်ပေါ့နော် 27ရွှေ့ပြီးတဲ့နောက်မှာကျွန်တော်တို့ဒီအမဲ idea ဒီကျွန်တော်နောက်လဲကြောက်စင်95တွေလို့လို့ရတယ် long cassel လို့လို့ရတယ်ပြီးသွားစင်ကျွန်တော်ဒီနေရာမှာမတွေ့ရလဲဆိုလို့ဆိုရင်အဖြူရဲ့အားနေတဲ့နေရာဒီဒီ C2 ပုံလေးဖြစ်တယ်အဲ့ဒီ C2 ပုံလေးကိုကျွန်တော်ဘယ်လိုတိုက်လို့ရလဲဆိုရင်94တွေသွားမယ်ပြီးရင်ကျွန်တော် bishop f5 တွေတွားပြီးတော့အဲဒီဒီ C2 ပုံလေးကို target ထားပြီးတိုက်ခိုက်လို့ရတယ်ဒါဆိုလို့ဆိုရင်ဒီနေထားကအမဲတို့ကတော်တော်လေး opening မှာအဆင်ပြေလို့ပြောလို့ရတယ်ဟိုဒီလောက်ဆိုလို့ဆိုရင်ဟိုအဲပြီးတော့နောက်တစ်ခုကကျတော့ bishop တစ်ဖက်ကအဖြူမာကဇုံပိချက်ကျန်နေဆိုပေမဲ့လည်းဒီဇုံပိချက်ကလည်းလက်ရှိမှာဘာမှမလုပ်နိုင်သေးဘူးပြီးတော့ဒီနေရာမှာအမဲရနေပြီးတော့ဘာရေးတာလဲဆိုရင် development mind မှာလည်းတားရတယ် ဒါဒီ king safety ဘိုင်းကလည်းနောက်လက်ဆိုလို့ဆိုရင် long cancel လုပ်လို့ရနေပြီပေါ့နော်။ဒါဘာဖြစ်ဖြစ်အမဲကနေပြီးတော့ပို့ပြီးတော့ fine နေအမဲကနေပို့ပြီးတော့အဆင်ပြေလို့ပြောလို့ရပါတယ်။အဲ့တော့အမဲရဲ့ target ကဘာလို့မှဆိုရင်ဒီ C2 ဘုံလေးဖိပြီးတိုင်ပါပေါ့နော်။အဲ့ဒါကဒီမှာကျွန်တော်တို့နမူနာပြောမယ်ဆိုရင်95%တော်တဲ့အချိန်မှာ get the queen 7ဆားမယ်ဆိုတော့ဒီ5ကနိုင်နဲ့လှည့်ပြီးပြန်ဆားမယ်။ပြန်ရင်ကျွန်တော်တို့ long cancel လုပ်မယ် long cancel လုပ်ပြီးနောက်မှာကျွန်တော် night ကို d4 သွားမယ် bishop ကို f5 ပို့မယ် pd c4 c2 ဘုံလေးကို dot shot pr ပေးတိုက်ခိုက်မယ်ပေါ့ဒါဆိုလို့ရှိရင်အမေကတော်တော်လေးအဆင်ပြေပါတယ် ဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒါပြောမယ်ဆိုစေလေးခွက်မြောက်မှာဒါအဖြူကနေပြီးတော့나이2ကစားတဲ့ခါကျရင်ကျွန်တော်အမေကနေဘယ်လိုတုံ့ပြန်လို့ရမယ်ဆိုတဲ့ line တွေဖြစ်ပါတယ်အဒီတစ်ခါကျွန်တော်တို့ဒီလေးခွက်မြောက်မှာဘာထပ်ကြည့်မလဲဆိုတော့ကျွန်တော် A3 line လေးကြည့်မယ်အဲ A3 ပေါ့နော် A3 A3 ကတော့ကျွန်တော်ဘာလုပ်တာလဲဆိုရင်ကျွန်တော် measure ကို အဲတခါလေးနဲ့မောင်းတယ်မောင်းတယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာဘာပဲလုပ်မလဲဆိုရင် bishop c3 ပဲတန်းစားမယ်အဲသူကပြန်စားမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာ e4 pawn နဲ့တလုံးကိုအလကားစားထားမယ်ပေါ့အဲ e4 pawn စားတဲ့ချိန်မှာသူက gate queen g4 လာမယ်ပေါ့နော် queen g4 လာပြီးတော့ g7 pawn ရဲ့ e4 pawn ရဲ့ကိုအဲတိုက်ခိုက်မယ်ဆိုလို့ဆိုရင်လည်းပဲသူက pawn တလုံး to trade လိုက်တဲ့ pawn တလုံးကိုပြန်ယူမယ်ပေါ့အဲ့ခါကျရင်ကျွန်တော်တို့ကဘာလုပ်မှာလဲပေါ့နော် e4 pawn ပြန်ပေးမှာလားဒါမှမဟုတ် g7 pawn ပြန်ပေးမှာလား ဲ့တော့ဝင်တော့မ variation တော်တော်များများမှာဝင်တော့တိုင်းခွဲမှာတော်တော်များများမှာဘာဖြစ်လဲဆိုတော့အမဲရနေပြီ G7 ပုံပုံပေးတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာလည်းဒီတိုင်းပဲကျွန်တော်တို့ဘာပဲလုပ်ရမလဲဆိုရင် Santa ပုံလေးကိုပြန်ပြီး save လုပ်ထားမယ် Night of Six ဆိုပြီးခုံမယ် Queen ကိုမောင်းမယ်ဒီ Santa ပုံကို save ထားမယ် G7 ပုံလေးတော့ပြန်ပြီးပေးတိုင်းအဲ့ဒီစားပုံပေးလိုက်မယ်ဆိုလို့ရှိရင်သူက G7 ပုံကိုစားမယ်ဆိုရင်လည်းပဲကျွန်တော် Rook GA နဲ့ဒီ Queen ကိုမောင်းမယ်အကြိတ် Queen က H6 ဆိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာအမေရနေပြီးတော့ counter attack တစ်ခုအနေနဲ့ဆက်ဘာလို့လဲဆိုတော့ C5 ဆိုပြီးခွဲလိုက်မယ်ပေါ့နော် C5 ရဲ့ idea ဒီဘဟုခွဲတယ်ပြီးအဲ့နောက်မှာကျွန်တော် ော့ knight c6 ပဲ develop လိုက်မယ်ပေါ့အဲ့တော့ဒီနေရာမှာအဖြူအတွက် main move ကဘာပဲရှိလဲဆိုလို့ရှိရင်ကျွန်တော် knight e2 ပဲရှိရပေါ့ knight 2ဒါသူ့ရဲ့ pawn လေးကိုပြန်ပြီးတော့ save လုပ်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာဘာပဲလုပ်မလဲဆိုရင် cd4 စားမယ်ပေါ့နော် စီတီဖိုးစားတဲ့အချိန်မှာကျွန်တော်အမဲအနေနဲ့ sorry အမဲကစီတီဖိုးစားတဲ့အချိန်မှာအဖြူကနေပြီးတော့ရွေးချယ်တာနှစ်ခုရှိရ Night D4 နဲ့စားတာရှိရ CD4 နဲ့စားတာရှိရပေါ့နော်အဲအဲ့တော့ကျွန်တော်နှစ်ခုလုံးကတော့စဉ်းစားလို့တော့ရတယ်အဲ့တော့ Night D4 ပဲစားခဲ့မယ်ဆိုလို့ဆိုရင်ဟိုဘာတွေ့ရလဲဆိုလို့ဆိုရင်ဒါအဖြူကသူ့ရဲ့ဒီ C5 မှာရှိရထပ်ပွန်းလို့ရတော့မပြီးွားဘူးဒါအဲ့လိုစားခဲ့မယ်ဆိုရင်ကျွန်တော်အမေကနေဘလို့ idea နဲ့ကစားလို့ရဆိုရင်ကျွန်တော် A6 လေးတထားမယ်ပေါ့နော် A6 တဲ့အကြောင်းကြီးကတော့ဒီ Knight B5 တွေ Bishop B5 တွေမလာနိုင်အောင်တားထားတယ်ပေါ့ပြီးတော့ပြီးတော့နောက် ောက်တစ်ခုကကျတော့နောက်လက်ကျောက်ဆိုရင်ဒါအမဲရနေပြီး E5 တွေပါတက်ပြီးတော့ဒီ night ကိုပြန်မောင်းနိုင်မယ်ဒါဆိုလို့ဆိုရင်ဒီ C8 မှာရှိတဲ့ petrol layer diagonal လေးလည်းပွင့်သွားမယ်ပြီးအဲ့နောက်မှာ night တွေပါ develop လုပ်လိုက်လို့ဆိုရင်ဒါအမဲရနေပြီးတော့တော်တော်လေး5နဲ့အဆင်ပြေတယ်ပြီးအဲ့နောက်မှာကျွန်တော်တို့အမဲရနေပါလို့လည်းဆိုတော့ queen A5 တွေပါထပ်လိုက်ခြင်းနဲ့ဆိုလည်းဒါလိုက်လို့ရတယ်ပေါ့နော်အခြေအနေရပေါ့ဟုတ်ပြီဒါဆိုလို့ဆိုရင်ဒါကစားတာတော်တော်လေးအဆင်ပြေပါတယ် ဟုတ်ပြီဒါကြကျွန်တော်အခုဒီနေရာမှာအဲ D4 ကိုအဲ night နဲ့မစားဘဲနဲ့ CD4 ဆိုပြီးပုံနဲ့စားမယ်ဆိုရင်ရောပေါ့အဲပုံနဲ့စားမယ်ဆိုရင်လည်းကျွန်တော်ဒီနေရာမှာအမေကနေဘာလဲဘာပဲလုပ်မလဲဆိုလို့ရှိရင် night C6 ပဲလာမယ်ပေါ့နော် night C6 ဆိုလို့ရှိရင်ဟိုဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာကကြတော့ဟို D4 ပုံလေးကို pressure ထပ်ပြီးထားတယ်အဲ D4 ပုံကို pressure ပြီးထားပြီးတော့ကျွန်တော်က C3 နဲ့ကယ်ရလဲရှိရင် bishop B2 နဲ့ကယ်ရလဲရှိရပေါ့နော်အဲဒီမှာ bishop B2 နဲ့ကယ်မယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော်ဘလို့ idea နဲ့ကစားမလဲဆိုတော့ကျွန်တော်ပြပြမယ်ပေါ့ bishop B2 နဲ့ကယ်မယ်ဆိုလို့ရှိရင်ကြတော့အာဒီနေရာမှာဟို အမဲကဘာတွေတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာအမဲရဲ့ pawn structure လေးတွေကပြောရတဲ့သူအဆင်ပြေတယ်အမဲကကျွန်တော်တို့ဘာတွေလုံးပါဆိုကျွန်တော် bishop d7 develop လုပ်မယ်ပြီးတော့ဆိုရင်ကျွန်တော်တို့အဲ rook c8 တွေလာမယ်ပြီးတော့ဒီအဖြူရဲ့အားနေတဲ့ square ကြီး c4 square လေးဖြစ်တယ်ဒီ c4 square လေးကိုအမဲက ဝင်ပြီးတော့နင်းมาပေါ့เนาะအဲ့တော့ဘလိုရင်နင်းมาလဲဆိုတော့ကျွန်တော်ဒီဆက်ပန်းသွားမယ်ပြီးတော့ကျွန်တော် rook c8 လာမယ်ပြီးတော့ကျွန်တော်ဒီ queen ကကျတော့ဒီ king side မှာလာပြီးတောင်းတင်နေပါเนาะအဲ့ဒီကောင်ကိုပြန်ပြီးတော့ register နဲ့မောင်းမလိုက်မယ်ပေါ့ register နဲ့မောင်းရခါမှာကျွန်တော်ပြီးရင် knight a5 တွေ knight c4 တွေသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အကုန်လုံးအဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော် king ကိုကျတော့ low up လာလို့ရှိရင် king of fate king g8 လေးပို့လိုက်ပေါ့ဒါဆိုလို့ရှိရင်ဘာဖြစ်ဖြစ် king ကလည်းဒီ g8 ကိုရောက်လာပြီဆိုရင်ပို့ပြီးတော့ save ဖြစ်သွားပြီ g5 မှာပုံမရှိတော့ဆိုရင်မယ်ဒီ cancel မှာ defense မှာ rook တွေ knight တွေရှိတာဖြစ်တဲ့ကြောင်းဒါတော်တော်လေးအဆင်ပြေတယ်ဒါတော်တော်လေးကောင်းတယ်အမြန်နေအဆင်ပြေတယ်ပေါ့နော်ဒါဆိုရင်ဒီဘက်နေလည်းကစားလို့ရရပါတယ်ဒီလိုင်းလေးလည်းအဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတစ်ခါလေးခွမ်းမြောက်မှာကျွန်တော်တို့ပါကြည့်မလဲဆိုလို့ဆိုရင်ဒီတစ်ခါတော့ကျွန်တော်တို့အဲ e8 d5 ဆိုပြီးစားရိုင်းလိုင်းတွေကြည့်မယ်ပေါ့နော်အဲစားရဲဆိုလို့ဆိုရင်တော့ပုံမှန်အပြင်တော့အဲစားတဲ့လိုင်းဟိုနှစ်ခွမ်းမြောက်သုံးသုံးခွမ်းမြောက်မှာလေ main move flow ရှိရပါတော့ဒါပေမဲ့ကွာတော့ကွာတယ်ပေါ့ ဘာလို့လဲဆိုတော့စားတဲ့ line မှာဆိုလို့ဆိုရင်ကြတော့ဟိုမဲ့ဒီ nice city ရွှေကြီးမှာစားတာကဒါအဖြူအတွက်နည်းနည်းလေးများဟိုမှားယွင်းနေလားပေါ့အဲမှားယွင်းနေလားဆိုတော့ပုံမှန်ပြန်စားတဲ့ line ဆိုကစားလို့ဆိုရင်အဖြူကနေပြီးတော့ identify အဲပြန်စားပြီးဆိုရင် bishop d3 တွေ c3 တွေဒီပုံက c3 ပဲတက်ပြီးတော့ဒီ d4 ပုံလေးကိုပြန်ပြီး save လုပ်တယ်ပေါ့နော်အဲဒါပေမဲ့ဒီမှာကျတော့ nice city ခုံထားဖြစ်တဲ့ကြောင့်အဲ c2 ပုံကလည်း c3 တက်လို့မရဘူးပေါ့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာအမေကနေဘယ်လိုစားလို့ရလဲကြည့်မယ်ပေါ့ ဲ့တော့ဒါဆိုကျွန်တော် e35 ပြန်ဆားမယ်ပြန်ဆားပြန်တော့မှာကျွန်တော် bishop d3 ထွက်မယ်ဆိုလို့ရှိရင်ကျွန်တော် native 6တွေပဲ develop လုပ်မယ်ဒီနေရာမှာအဖြစ်အပျက်တွေရွေးချယ်ကြနှစ်ခုရှိရ982နဲ့ A3 ပေါ့နော်982ကတော့ဒါ main move ပေါ့ A3 တက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့အကဲ A3 A3 တက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဘာပဲလုပ်မလဲဆိုလို့ရှိရင် bishop take c3 စားမယ်ဒါပြန်စားမယ်ဆိုလို့ရှိရင်ကျွန်တော် castle နဲ့လုပ်မယ်ပေါ့ပြီးတော့982ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုကစားလို့ရလဲဆိုလို့ရှိရင်ဒီနေရာမှာ bishop g4 double လောက်လိုက်မယ်ပြီးတော့ဆိုရင် ကယ်အဲ့မှာ after 3တွေပါနေမောင်းမယ်ဆိုတော့ကျွန်တော် bishop h5 ပြီး bishop g6 ဖြစ်ပြလာနိုင်ပြီဒါဆိုတော့ကျွန်တော် french မှာအရန်ဒုက္ခရောက်တယ်ဆိုတော့ဒီ light square bishop ဒီတတရရပဲ acc ပဲပေါ့နော်အာပြီးရင်ကျွန်တော်အဲ့နောက်မှာ c6 ပဲဖြစ်ဖြစ်ဒါမှမဟုတ် knight bd7 ပဲဖြစ်ဖြစ် knight c6 ပဲဖြစ်ဖြစ်အာပြီးရင်ကျွန်တော် rook e8 တွေပါလာလို့ရတယ်ပေါ့နော်ဒါဆိုတော့ဆိုရင် opening မှာဒါအမဲရနေပြီးတော့အဆင်ပြေလို့ပြောလို့ရပါတယ်โอเคဟုတ်ပြီ ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ခါဘာထက်ကြည့်မလဲဆိုတော့ဆိုရင်ဒီတစ်ခါကျွန်တော်တို့အဲ92 line လေးကြည့်မယ်ပေါ့နော်ဒီ6ကွက်မြောက်အဲဒီ6ကွက်92ကတော့အဖြစ်ရဒီနေရာမှာ main move လို့ပြောလို့ရတယ်ပေါ့နော်ဒီ92ကိုကြည့်ခဲ့မယ်ဆိုတော့ဆိုရင်လည်းကျွန်တော်တို့အမဲကနေပြီးတော့ဘလို့ကစားလို့ရလဲဆိုရင်အဒီနေရာမှာ night of 3ဒီပါတော့မရွှေ့တော့မရွှေ့တော့ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ night of 3ဒီမှာရွှေ့မှဆိုလို့ဆိုရင်ကျွန်တော်ပြချက် G4 ပဲသွားမှာပေါ့နော်။ပြချက် G4 သွားမယ်။ပြီးရင် အာ H3 ပါ monitor ကျတော့ Bishop H5 ပေါ့ပြီးအဲ့နောက်မှာကျတော့ C6 တွေတက်မယ်အာ Bishop D6 တွေလာအာပြန်မောင်းလို့ဆိုတော့ Bishop D6 ပြန်လာပြီး Cassin တော့မယ်ပေါ့ဒါဆိုလည်းကျွန်တော်တို့ Knight F3 ကလည်းအရင်ကြီးစိတ်ပူနေကြမလို့ဘူးပေါ့နော်အဲကြောက်နေကြမလို့ဘူးပေါ့ ဲ့ကျွန်တော်ဒီမှာ night 2ပဲကြည့်ရပါဘာ night 2သွားမယ်ဆိုလို့ရှိရင်လည်း night 2ရဲ့ idea တော့ပြည့်စုံ G4 ရိုင်လာမယ်ဆိုတော့ F3 နဲ့ပြန်ပြီးတော့အဲမောင်းမယ်ဆိုတဲ့ idea လေးတခုတော့အဲရှိရပါတော့ပြန်နောက်တစ်ခါကျတော့ဒီဘက်မှာလည်းဒီ night ကိုစားလို့ဆိုရင်ထပ်ပေါင်းမဖြစ်အောင်ပြန်ပြီးတော့စားမယ်ဆိုတဲ့ idea ရဲ့ဖြစ်တယ်အဲ့တော့ဒီမှာလည်းဘယ်လိုကစားလို့ရဆိုတော့ castle လေးမဲ့လုပ်မယ် castle တော့ castle လုပ်မယ်ဆိုတော့ C6 ပဲပေါ့နော် C6 ရဲ့ idea ကတော့ bishop B5 တွေ night B5 တွေမလာနိုင်အောင်ဒီ square လေးကိုတားထားတယ်ပေါ့ပြန်နောက်တစ်ခါကျတော့ A3 ဘာပြန်မောင်းမယ်ဆိုလို့ကျွန်တော် bishop ကို D6 လေးမှာပြန်ထည့်ထားလို့ရတယ်ပေါ့ โอเคတော့ h3 တက်မယ်ဆိုတော့ကျွန်တော် rook e8 သွားမယ် rook မှာတော့ a3 ဆိုရင်ကျွန်တော် bishop d6 လာမယ်โอเค bishop f4 ဆိုလို့ရှိရင်ဒီနေရာမှာကျတော့ကျွန်တော်စဉ်းစားရမှာတခုကအဘာစဉ်းစားရမလဲဆိုတော့ကျွန်တော်ဒီအမဲရဲ့ဒီ light square bishop ပေါ့နော် light square bishop ကိုကျွန်တော်ဘယ်နေရာထွက်မလဲပေါ့ဒီမှာကြည့်လိုက်ကျွန်တော် g4 square ကလည်းပုံကတားထားတယ်ဗျာအဲဒီပုံလေးကတားထားတယ်အဲ့လိုပဲကျွန်တော်ဒီ f5 ကကြောက်လည်း bishop ကြည့်အဲ့တော့ g4 f5 ကိုတော့သွားလို့မရအောင် e6 ကကြောက်လည်း yan passive ဖြစ်တယ် အဲ့ဒီပြီးကြတော့ဒီတွားပြာနေရာကပျောက်နေအဲ့တော့ကျွန်တော်တွားမယ့်နေရာဒီ A6 ကတွားအောင်ပါပေါ့နော်အဲ့တော့မှပို့ပြီးတော့ကောင်းပါအဲ့တော့ကျွန်တော်ဒီမှာ Amazon idea ဒီဘာလို့မှဆိုတော့ B6 တွေတက်မယ်ပေါ့နော် B6 ရဲ့ idea ကတော့ကျွန်တော်တို့ Bishop A6 တွားမယ်ပြီးရင် Queen C7 လာမယ်အဲကိတ် Bishop ကျင်လေးကစားလို့ရရင်လေးကစားတိုင်းမယ်ပေါ့နော်ပြီးရင်ကျွန်တော် Knight D7 တွေပါ Knight B D7 တွေပါဒါလည်းလို့ရတယ်ဒါဆိုရင်ကျွန်တော်ရဲ့ main opening မှာတော်တော်လေး5ဝပြီတော်တော်လေးအဆင်ပြေသွားပြီလို့ပြောလို့ရပါတယ်အဲ့တော့ အခုကကျွန်တော်ပြပြဝါဒခါတဲ့ဘာဒီတက်ဆိုလို့ဆိုရင်အလေးခွမ်းမြောက်မှာအဖြူကနေပြီးတော့ဒါ site line ရွှေ့ခဲ့မယ်ဆိုလို့ဆိုရင်ဒီလိုပုံစံလေးနေပြန်ပြီးတော့အခုခံလို့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးတပေါ့ပေါ့နားလည်လိမ့်မယ်လို့ထင်ပါတယ်တကယ်ဒီဒီဗီဒီယိုပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိညာရှုစင်လဲကျွန်တော်ကို comment လေးမှာမေးမြန်းခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကိုအစားဆုံးလာရအားပေးကြတဲ့တက်ဆင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တက်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ